ချင်းထောင်ဆိုတာဘာလဲဘလို့နေရာမျိုးလဲအချင်းထောင်ဆိုတာဟာဥပဒေကိုချိုးဖောက်သူတွေကိုထိမ့်သိမ်းထားတဲ့နေရာလို့ပဲကျမတို့ရိုးရှင်းသိထားကြပါတယ်။ဒါပေမဲ့နိုင်ငံတကာစံနှုန်းတွေအရဆိုရင်အချင်းထောင်ဟာပြန်လည်ထူထောင်ရေးနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေလှုပ်ဆောင်ရတဲ့နေရာတစ်ခုပါ။အချင်းထောင်ထားရှိရတဲ့ရည်ရွယ်ချက်တွေကိုကြည့်မယ်ဆိုရင်ပြစ်မှုအတွက်တာဝန်ယူစေခြင်းလူမှုအတိုင်းပိုင်းမှာအန်ရရှိတဲ့သူကိုအချိန်အတိုင်းတာတစ်ခုထိထောင်ထဲမှာထိမ့်သိမ်းထားခြင်းထောင်ထဲမှာအလုပ်တင်ပေးခြင်း ပြန်လဲအသက်မွေးနိုင်မှုအတွက်အခွင့်အလမ်းပေးခြင်းစတာတွေကတော့အကျဉ်းထောင်တိုင်းပြုလုပ်လေရှိတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမှာတော့ထောင်ဆိုတာဟာဥပဒေချိုးဖောက်သူတွေအတွက်ပြစ်ဒဏ်ပေးရနေရာတွေမကတော့ပဲလူခုံတိတ်ခါချိုးဖောက်ခံရတဲ့နေရာတစ်ခုလည်းဖြစ်နေပါဗျ။ အခြေခံကြဆုံးလူခွင့်ရေးဖြစ်တဲ့လူကုံတိတ်ခါနဲ့လိမ်မိုင်းဆိုင်ရာလွတ်လပ်ခွင့်ကိုချိုးဖောက်ခံရပြီဆိုရင်တော့ထောင်ဆိုတဲ့နေရာဟာပြည်တံပေးတဲ့နေရာတခုမဟုတ်တော့ဘဲအကြမ်းဖက်မှုတွေပြည့်နှက်နေတဲ့နေရာအကြောက်တရားနဲ့အုပ်ချုပ်နေတဲ့နေရာဖြစ်လာမှအသေးချာပါပဲထောင်တကွာနောက်ွယ်မှာတာမန်လူတွေမသိနိုင်မမြင်နိုင်တဲ့အဖြစ်ပြက်တွေတာမန်လူတွေမကြားနိုင်တဲ့အတန်တွေအများကြီးရှိပါတယ်အချင်းထောင်တွင်းကဂျန်နာအခြေပြုအကြမ်းဖက်မှုတွေအကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့အတန်တွေကိုဒီစီစဉ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံချင်းသားများကုညီဆောက်ရှောက်ရေးအသင်းကဥအောင်မျိုးကျော်ကအရင်ခေတ်ကအကျဉ်းထောင်တွေထက်အခုခေတ်အကျဉ်းထောင်တွေကပိုမိုဆိုးရွားတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေလိမ်မိုင်းဆိုင်ရာနှောက်ယှက်ခံရမှုတွေပိုပြီးတော့ကြုံလာရတဲ့အကြောင်းတွေကိုအခုလိုပဲပြောပြထားပါဗျ။ နေမင်းဆိုင်ရာစော်ကောင်းနဲ့ပတ်သက်ပြီးတော့ဒီခေတ်ဆက်ဆက်ကတော့အမျိုးသမီးတွေကအများဆုံးခံရတာပေါ့နော်အမျိုးသမီးရာခိုင်နှုန်းတို့အများကအနေဆုံးအဆင့်နှုတ်နဲ့နေမင်းဆိုင်ရာစော်ကောင်းရဲ့တချို့ကာယကံမြောက်ကျူးလွန်ခံရတဲ့ကိစ္စမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါတွေကကိုခင်းနှစ်ခက်ကိုနှိုင်းရှင်ပြီးတော့ပြောရမယ်ဆိုလို့ကျွန်တော်ဒီဘက်ခက်ကတော့အမျိုးသားကအမျိုးသမီးကအကုန်လုံးကကျွန်တော်ဒီဟင်းမနေစမှုကိုခံရတယ် လိမ်မန်းဆိုင်အစောခံအရင်တော့ဆိုရင်ဗျာကျွန်တော်လိမ်မန်းဆိုင်ကနှောက်ရတယ်ဆိုအမျိုးသမီးတွေကိုကျွလုံနေကိစ္စမျိုးတွေလည်းရှိခဲ့ဒါပေမဲ့ဒီဘက်ခက်လောက်အများကြီးမရှိဘူးပြီးတော့နောက်တစ်ခုကတော့ဒီအမျိုးသမီးတွေတည်းမဟုတ်ဘူးအရင်တော့ဆိုလို့ချင်း LGBT တွေပါဒီလိမ်မန်းဆိုင်ကနှောက်ရဆောခံတာတော်တော်များများရှိတယ်ဒီဘက်ခက်ကြတဲ့ခါကျတော့ဒီလိမ်မန်းဆိုင်ကဆောခံတဲ့ကိစ္စတွေအမျိုးသမီးတွေတည်း LGBT တွေမဟုတ်ဘဲနဲ့အမျိုးသားတချို့တွေလည်းဒီလိုမျိုးလိမ်မန်းဆိုင်ကနှောက်ရဆောခံတဲ့ကိစ္စမျိုးရှိတယ်နောက်ဆုံးဟို ကိုယ်ကမြောက်မကျူးလွန်ဘူးဆိုရင်တော့မှဒီနှုတ်နဲ့ဆော်ကားတဲ့ကိစ္စတွေကတော့အမျိုးသမီးရောအမျိုးသားရော LGBT ရောအကုန်လုံးဆော်ကားခံရတယ်။ဒီခေတ်ကတော့အရန်ကိုစိုးရတဲ့ခေတ်ဖြစ်တယ်။ညမနေဆက်မှုတွေဆိုလို့ရှိရင်ကျွန်တော်တို့တခါမှမကြားဘူးတဲ့ညမနေဆက်မှုမျိုးတွေနဲ့ပါဒီဘက်မှာကြုံလာရတာတွေရှိတယ်ပေါ့နော်။ဒီဘက်ခေတ်မှာကတော့ဒီအမျိုးသမီးတွေကိုအသုံးဒီထောင်ဘူးကမှရှာဖွေလို့တယ်ပေါ့ဗျာ။အပြင်ယုံဖွဲ့ သွားပြီးတော့ပြန်လာတဲ့အချိန်မှာပဲဖေးပါပဲရှာဖွေလို့တဲ့အချိန်မှာအဲသူတို့ဒီခန္ဓာကိုယ်ထဲမှာဒီမွေးဇေဝတည်လာမလားတခြားတရားမှုပစ္စည်းတည်လာမလားဆိုတော့စကန်ဖတ်တဲ့နေရာတွေရှိတယ်။သူအင်းစိန်လို့ပြောဆိုလို့ရှင်စကန်ဖတ်လို့ရတယ်။အဲ့ဒီမှာတချို့နေရာတွေမှာဆိုလို့ရှင်အင်းစိန်မှာဆိုလည်းဒီစကန်နာပြက်လို့လို့မီးမလာလို့ဒါမျိုးအချိန်တွေမျိုးဆိုလို့ရှင်သူကဒီအမျိုးသမီးတွေရဲ့ဒီခန္ဓာကိုယ်တွင်းကိုလှိုက်ပြီးတော့လို့အတင်းရှာတဲ့ကိစ္စရှိတယ်။အဲ့တော့အမျိုးသမီးတယောက်ရဲ့မထိအပ်မကင်အပ်တဲ့နေရာတွေကိုထိတွေ့ကင်တွေ့ရဲဆိုတော့အမျိုးသမီးချင်းပဲဖြစ်ဖြစ် အမျိုးသားကပဲဖြစ်ဖြစ်ကန်တိုလို့မြောက်အဲ့တော့အများစုကထင်တယ်အမျိုးသားတွေကတော့ဒါမျိုးတွေကန်အမျိုးသမီးကိုတွားပြီးတော့ကန်တိုခင်းမရှိဘူးအဲ့ဒါကြောင့်မို့အမျိုးသမီးဝင်နိုင်တဲ့ရှာတာဘာမှမဖြစ်ဘူးဆိုပြီးတော့ထင်ကောင်းထင်တယ်အဲ့လိုလုံးဝလုံးလို့မြောက်အမျိုးသမီးတွေကပါသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုသူ့ခွင့်ပြုချက်မရပဲဒီအမျိုးသမီးကိုယ်တိုင်တခြားအမျိုးသမီးတယောက်ကကိုလာပြီးကန်ရွယ်ခွင့်လုံးဝမရှိဘူးဗျဒါမျိုးလုပ်တယ်ဆိုတာကဒါလိမ်မင်းဆိုင်အစော်ကားဖြစ်တယ်လိမ်မင်းဆိုင်အစော်ကားတဲ့ကိစ္စဒီကျွန်တော်တို့ကဒီအမျိုးသမီးတယောက်ကို rate ကျူးလွန်လိုက်မှမဟုတ်ဘူးသူ့ကိုနှုတ်နဲ့ပဲဖြစ်ဖြစ် ူ့ရဲ့တခြားဒီမထည့်ရမကင်အပ်တဲ့နေရာတွေကိုကင်တွေတာပဲဖြစ်ဖြစ်ဒါမျိုးတွေကလုံးဝလုံးလို့မရဒါဆိုလို့ရှိရင်လိမ်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု GD ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့အခုထောင်နေမှာဆိုလို့ရှိရင်တို့ကတော့အမျိုးသမီးဝန်ထမ်းရှာတာပဲဆိုတဲ့ဟာမျိုးနဲ့အတင်းအားဓမ္မအလိုမတူဘဲနဲ့အတင်းကိုတခြားဟိုရာဇဝတ်သားတွေကိုလုတ်တယ်လို့ရာဇဝတ်သားတွေတကယ်လုတ်ခွင့်မရှိ ဂျာသူသားတွေကိုလုတ်တလို့မျိုးပဲနိုင်ငံအချင်းသူတွေကိုပါလုတ်လာတဲ့ကိစ္စတွေပြီးတော့ဒီဘက်နောက်ဘက်မှာဆိုးလာတာကအရင်ဆုံးကအမျိုးသမီးဆိုလို့ရှိရင်တော်တော်လေးကိုတက်ညားတယ်ရိုက်တာပြုတာအစားသူနေရာယူတယ်အခုနောက်ပိုင်းကရိုက်တာပြုတာတောင်မှနေရာမယူတော့ဘူးနေရာစုံကိုရိုက်တယ်တချို့ထောင်နေပါဆိုလို့ရှိရင်ကျွန်တော်ဒီအမျိုးသမီးတွေရေချိုးတဲ့နေရာအမျိုးသမီးတွေရေချိုးတယ်ဆိုရင်သူကတခြားအမျိုးသားတွေကဒီနေရာကိုမြင်ခွင့်ဝင်မရှိကြည့်ခွင့်ဝင်မရှိဒါပေမဲ့အမျိုးသမီးတွေရေချိုးတဲ့နေရာကို ဒီတခြားနေရာကနေပြီးချောင်းကြည့်လို့ရတဲ့ဟာမျိုးတွေဟိုအပေါ်စီးကနေပြီးလှမ်းကြည့်လို့ရတဲ့ဟာမျိုးတွေဒါမျိုးတွေကိုတမင်ကိုဖန်တီးထားတာမျိုးတွေကျွန်တော်တို့ကြားသိနေရဒါတွေကို၌ကိုကလိမ်မိုင်းဆိုင်နှောက်ရဆော်ခါတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်မြန်မာနိုင်ငံကအချင်းထောင်တော်တော်များများကဆိုးရွားတဲ့အခြေအနေမှာရှိနေတာဟာတိုင်းပြည်ရဲ့အုတ်ချုပ်နေသူတွေရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီးတော့ကြွားချသွားတာဖြစ်တယ်လို့နိုင်ငံအချင်းသားဟောင်းတချို့ကပြောဆိုထားကြပါတယ်။ အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့စီမင်းစီကန်တဲ့ညီအုပ်ချုပ်မှုတွေကတဖြည်းဖြည်းလျော့နေလာတဲ့ပြင်မင်းမဲဆေးရိုက်ပိုဆန်လာတာမျိုးတွေလည်းတွေ့လာရပါတယ်။ဘာကြောင့်မို့ဒီလိုပြောသလဲဆိုရင်တော့အာနာသိမ်းပြီးနောက်ပိုင်းအချင်းကြနေသူတွေကိုထောင်ပြောင်းနေဆိုပြီးသတင်းလွှင့်ပြီးတဲ့နောက်အပြစ်မှာတပ်ပစ်လိုက်တာမျိုးတွေအထိရှိလာတော့ဘယ်ထောင်ကအစိုးဆုံးလဲဆိုတာကို ပြောလို့မရတဲ့အနေအထားမျိုးဖြစ်နေတယ်လို့ပြောဆိုထားကြတာလည်းရှိပါတယ်။ 2022ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်ငံရေးအကျဉ်းသားတွေဟာမျှတတဲ့တရားစီရင်မရကြပါဘူး။အဖမ်းခံရတဲ့အချိန်ကနေစပြီးတော့ပြင်ပနဲ့အဆက်အသွယ်ဖျက်ခံရတယ်။ရာသင့်ရထိုက်တဲ့လူ့အခွင့်အရေးနိုင်ငံသားအခွင့်အရေးတခုမှမရဘူး။နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့ဆိုးရွားစွာညှဉ်းပန်းနှိပ်စက်တာမျိုးကြုံခဲ့ရတယ်။ အမျိုးသားတွေထက်လိမ်စိတ်ခံယူမှုကွဲပြားသူတွေကအကျဉ်းထောင်ထဲမှာလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေပို့ပြီးတော့ကျူးလွန်ခံနေကြရတာတွေကိုမြင်တွေ့ခဲ့ရတဲ့ပြင်အခြားရာဆွေးအကျဉ်းသားတွေမှာလည်းလိမ်မိုင်းဆိုင်ရာကိစ္စရပ်တွေကပိုများတယ်လို့ကိုယ်တိုင်လည်းနိုင်ငံရေးအကျဉ်းသားတဦးဖြစ်ခဲ့သလိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတာဝန်ရှိသူတဦးဖြစ်တဲ့ကိုတိုက်ထွန်းဦးကအကျဉ်းထောင်တွင်းကအဖြစ်အပျက်တွေကိုအခုလိုပဲပြောပြခဲ့ပါတယ် ျွန်တော်တို့ဒီအမျိုးသားဖြစ်မှုပေါ်မှာပဲမူတည်ပြီးမှပဲဒါအချင်းချင်းဝန်ထမ်းတွေကနေမှကျွန်တော်တို့ကိုပို့ပြီးမှပြိလိခဲ့ရည်တော့ရှိတယ်မန်ရီဟိုအချင်းဟိုကနေခဲ့တဲ့ကာလမှာဆိုရင်ကျွန်တော်တို့ကအမျိုးသားဖြစ်တယ်အမျိုးသားဖြစ်တဲ့မှုကိုပဲအချောင်းပြူပြီးပါကျူးကျူးဝင်တဲ့မျိုးသားတွေရပဲကျွန်တော်တို့လူမဆန်တဲ့ရိုင်းတဲ့နေဆက်မှုတွေကိုပြုလုပ်ခဲ့တာကိုကိုတွေးကြုံခဲ့တာဖြစ်ပါ။အာညတကောင်ရနောက်ကိုလာခေါ်ထုတ်တယ်။ခေါ်ထုတ်ပြီးမှရိုင်းတဲ့မှုတွေကိုစိုးစိုးဝါလုပ်တယ်။ကျွန်တော်ကိုအဲ့ဒီချုပ်ဖို့ပြောတာမျိုးတွေရှိတယ်ပေါ့။ဟိုကိုယ့်ရဲ့ လုံးလုံးလိုချိုဝတ်ထားတဲ့အရေးတွေကိုချုပ်ခိုင်းတာမျိုးတွေပြီးတော့ကျွန်တော်တို့ကိုမေအီနမကြီးဆဲဆိုပြီးမှရိုက်နေတာမျိုးတွေဒါတွေကတော့ကျွန်တော်ကိုယ်ကျုံမြဲတာဖြစ်ပါတယ်ကျွန်တော်ရင်တော်ရအောင်ပဲကျွန်တော်မရှိရှိမှာဆိုလဲ NGPD နိုင်ငံရေးကျင်းပတွေကိုနော်အဲအခြေအနေဝင်တဲ့နေရာနေမှာရင်မှတ်တွေကိုဆွေးညစ်တာတင်မားတွေကိုရိုက်တာဖတ်တာမန်းတာဒါမျိုးတွေကိုတားရဆိုတဲ့အတောင်ပြချက်တွေနဲ့ရောတစ်ခါတစ်ခါမှဟိုသူတို့ရဲ့ယာရုအနာကိုအတုံးပြပြီးမှလုတာမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရပါ ်ထောင်မှာဆိုရင်အဲ့ဒီရဲ့ဟိုမှာလိမ်မိုင်းဆိုင်ရာပိစာတွေအာဒါပြင်မှုပိစာတွေအားချရဆိုရင်ကျင်းတာတွေပုံမဲ့ခံရရဲ့အခြေအနေတစ်ခုလောက်တွေရောဖြစ်နေပါအဲ့တော့ချရဆိုရင်ကျင်းတာတွေမှာတော့ဒီလိုကိစ္စတွေကပုံပြီးမှများတယ်အရင်ကလည်းရှိတယ်သူတို့ကခေါ်လက်ကောက်လို့ခေါ်ဥမာဒီသူနဲ့သူတို့နေဖို့အတွက်ပေါ့အဲ့လိုကောင်လေးတရားတော့ကိုတိချမွေးထားပြီးမှသူနဲ့သူတို့နေထိုင်ဖို့အတွက်ပေါ့နော်ဒီကာလာတစ်ခုနေထိုင်ဖို့အတွက်ကိုမှမွေးထားတာမျိုးတွေပေါ့အဲ့လိုမျိုးဟိုနေရတဲ့လူတွေကိုလည်းအခွင့်အလမ်းတစ်ခုပေးထားတာမျိုးပေါ့ ခေါင်းအနာပိုင်ရတယ်ဒီလိုကိစ္စမျိုးဖြစ်တဲ့အတန်ကြားလေဆိုရင်တော့သူတို့တွေကဗတိအောင်ဆောင်းသားပေးရအဲ့ဒီရဲ့စီကန်နေမိတကြီးတွေဘက်ကနေမှပါဝင်ပြီးမှဟိုအတက်ကိုမရောက်အောင်လို့သူတို့ရဲ့လက်အောက်မှာနေမှဖြည့်ရှင်းပလိုက်တာမျိုးတွေမြန်မြန်ဆော့ဆော့ရှိဒီနောက်တစ်ချက်လေးရမှာဘယ်နိုင်ငံချင်းတယောက်ကိုခြားရာဇဝတ်ချင်းတာအခန်းတကြီးကနေမှဟိုအာရမပြုချင်တာမျိုးပြီးတော့ချိန်ဆောက်တာမျိုးကြီးရှိအဲ့အဲ့ဟိုပေးတဲ့ငယ်ချင်းတွေကိုပြောရင်တော့လည်းကောင်းအဆောင်မအဆောင်မှုတွေကိုတိုင်ရင်တော့လည်းကောင်းပေါ့နော်တက်ပြစ်မယ်ဆိုတဲ့အကြည့်ကိုမှချိန်ဆောက်တာမျိုးရှိတယ် အဲ့လူဆိုရင်ကြောက်ကြစုသိပြင်း IGBD မဟုတ်ဘူးသူ့ရဲ့ဆိုအိုမှာပါတန်ရာလောက်ထိကိုမှကြားခဲ့အဲဘလို့မှလည်းမတန်ရဲတဲ့အခြေအနေဖြစ်ခဲ့တယ်ပေါ့နော်ဒါအလို့ကြီးကတော့ဟိုလက်ရှိ share ကိုမှဖြစ်နေသေးတုံနေသေးဆိုတဲ့ကြည့်လို့ကျွန်တော်ကမိပေါင်းထုတ်ပြချင်တာဖြစ်ပါတယ်နိုင်ငံရေးကြီးကိုအမျိုးသမီးကြီးကိုယ်ဝန်ဆောင်အမျိုးသမီးကြီးအပေါ် load out ဝန်ထမ်းတွေကိုယ်တိုင်ပေါ့နော်ကိုကြီးလည်းရောက်ကျိုင်းနေမှုကြီးအာပြီးတော့အမျိုးသမီးကြီးရဲ့အဆောင်တွေကိုပစိုးကြီးလမ်းပြတာမျိုးတွေ ခဲဆိုတာမျိုးတွေမမရမ်းရဲပေါ့နော်မိမဆဲဆိုတာမျိုးတွေကိုလည်းအာမန်လေးအိုးကိုချင်းထောင်မှာဖြစ်ခဲ့ပါတယ်ခင်ဗျအဲ့ဒီဖြစ်စဉ်တွေလည်းကျွန်တော်တို့ဒီချင်းထောင်မှာရှိစဉ်ကာလကိုယ်တိုင်ပြေကြုံနေရတာ message ရှိမှမြင်ရတာပြင်ပထမဆောင်တွေပေါ့နော်မျိုးမိဆောင်တွေမှာဖြစ်တာရတာကျွန်တော်ကိုယ်တိုင်ဟုတ်ကြားခဲ့ရပါတယ်ခင်ဗျထောင်ဆိုရာဟာတန်တကားနဲ့နံရံတွေချုပ်ပိတ်ထားတဲ့နေရာတစ်ခုပါအဲ့ဒီနံရံတွေကြားမှာတော့မျောလင့်ချက်မရှိတဲ့ညတွေ ကြောက်ရွံ့မှုတွေအတန်ထွက်လို့မရတဲ့နာကျင်မှုတွေတယောက်ချင်းစီအတွက်မတူညီတဲ့ပုံစံမျိုးနဲ့ရှိနေကြမှာပါအကျဉ်းထောင်တွင်ဖြစ်နိုင်တဲ့ခြံနာအခြေပြုအကျန်းဖတ်မှုအမျိုးအစားတွေကိုကြည့်မယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုစိတ်ပိုင်းဆိုင်ရာအကျန်းဖတ်မှု လိမ်ပိုင်းဆိုင်ရာအကျန်းဖတ်မှု ခွဲခြားဆက်ဆံမှုမလုံခြုံတဲ့ထောင်စီးမြင့်ကြောင့်ဖြစ်ပေါ်လာတဲ့အကျန်းဖတ်မှုတွေစတာတွေဖြစ်ပါတယ်နိုင်ငံရေးအကျဉ်းသားတွေကိုတော့နိုင်ငံရေးဂုံတိတ်ခါအဖြစ်အားကြီးမလုပ်ရတဲ့အခြေအနေမျိုးတော့ရှိတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတမင်တသက်ဖိနှိပ်ချင်တာမျိုးလည်းရှိပါတယ်။အကျဉ်းထောင်တွင်းကအဖြစ်ပြက်တွေကို2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းနှွေဦးတော်လန်ရေးမှာ မတရားဖမ်းဆီးခံရသူတွေရဲ့ထောက်ဖို့ပြောဆိုမှုတွေကြောင့်မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပါ။ အချင်းထောင်တွေထဲမှာအမျိုးသားနွဲ့နွဲ့နောင်နောင်လေးတွေဆိုရင်လိန်စိတ်ခံယူမှုကွဲပြားသူ LGBT မဟုတ်တာတော့လိန်မိုင်းဆိုင်ရာအမျက်ထုတ်ခံရတဲ့အကြောင်းနဲ့လိန်စိတ်ခံယူမှုကွဲပြားသူ LGBT တွေကရောဘလို့ပုံစံမျိုးနဲ့လိန်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြုံတွေ့ခဲ့ရလဲကိုယ်တိုင်မျက်မြင်ကြုံတွေ့ရသူပြောပြတဲ့စကားသံတွေကိုနားထောင်ကြည့်လိုက်ရအောင်ပါတောင်ထဲမှာကျွန်တော်တွေ့ခဲ့တဲ့အဲဒီပေါ့နော်ဒီလိန်မိုင်းဆိုင်ရာဆော်ကားမှုကကျွန်တော်ဒီကောင်လေးတယောက်ပေါ့နော်သူကဓားကင်ဆောင်မှု ပုံစံမျိုးပေါ့နော်တမားပုံစံမျိုးအဲ့ကောင်လေးတက်ပါကြာလာတယ်။အဲ့ကောင်လေးကကျတော့အဲအကောင်ပေးပေးလေးအဲရုပ်ကကျတော့မင်းလေးနေနေဆန်နေပေါ့နော်။ဒါပေမဲ့ तू က LGBT လုံးဝမဟုတ်ဘူး။ LGBT လုံးဝမဟုတ်ဘဲနဲ့ तू ကနည်းနည်းပုံစံလေးက तू ကဘယ်လိုမှမလဲချစ်စရာကောင်းတဲ့ပုံသွားတာပေါ့နော်။အဲ့လိုမျိုးသူတို့လင်မဲဆိုင်ရာမျိုးကိုဘာလို့လုပ်လဲဆိုတော့တယောက်ပြီးတယောက်ပဲတဲ့သူတို့ကျွန်တော်ကိုဟိုလူကကျွန်တော်ကိုညက်ဘက်ဆိုရင်ခေါ်ပြီးသူတို့အနားမှာခေါ်အိတ်လိုက်အဲ့လိုမျိုးလှုပ်လိုက်အဲသူတို့တယောက်ကခေါ်လိုက်အနားမှာခေါ်အိတ်လိုက်အဲ့လိုမျိုးလှုပ်လိုက်ကျွန်တော်ကအများကြီးအဲ့လိုမျိုးလှုပ်နေရပေါ့နော် အဲ့လိုမျိုးချပြီးတော့အိုက်ကောင်လေးအဲ့လိုရလာပြီးတော့အိုက်ကောင်လေးထောင်ထဲမှာအကြိမ်မောင်းများစွာလိမ်ပိုင်းဆိုင်ရာကျူးလွန်ကန်နေရတော့သူ့မှာမပြောရဲဘူးယောက်ျားလေးစစ်စစ်ဖြစ်ရဲ့သားနဲ့လိမ်ပိုင်းဆိုင်ရာကျူးလွန်မှုကိုဘသူ့မှာမပြောရဲဘသူ့မှာမတိုင်ရဲပဲနဲ့သူထောင်ကမလွတ်မချင်းအဲ့ဒီတန်ကိုသူခံစားပါလေရတယ်ကျွန်တော်တို့ထောင်ထဲကိုရရောက်ချင်းမှာကျွန်တော်တို့ကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ဖို့ဆိုပြီးတော့ကျွန်တော်တို့ကိုဒီမှာအခန်းမှာနေရာပေးထားတဲ့သူတွေက သူတို့နာကိုခေါ်အိတ်တယ်ခေါ်အိတ်ပြီးတော့သူတို့ကအာလာပါမင်းတခုလိုရင်ပြောတော့ငါတို့စုံမဆောက်ရှောက်ပေးမယ်အော်မင်းပါစားခြင်းလဲငါတို့အကုန်လုပ်ပေးမယ်ထောင်ကြကြချင်းဆိုတော့ကျွန်တော်တို့မှာထောင်မှာဘလို့နေရတယ်ထိုင်ရဲဆိုတာလုံးဝမသိသေးဘူးမသိသေးတော့ကျွန်တော်အဲ့ဒီဆက်စားခြင်းဝင်နေတဲ့ဆောင်မှာကိုကနားမလဲတော့ဘာဖြစ်ဩကိုကသူတို့ယုံကြည်မိတာဩသူတို့လည်းသဘောကောင်းသားပဲပေါ့နော်ဒါပေမဲ့ညာအိတ်တဲ့ချိန်မှာဘာလုပ်လဲဆိုရင်လိမ်မိုင်းဆိုင်ရာကျူးလို့မို့သူတို့ကနှစ်ဖက်ညက်ပြီးတော့လုပ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကကြားထဲမှာအိတ်ထားပြတယ်ကျွန်တော်တို့ဆိုအတင်း အာရမအကိုလိမ်မိုက်ဆိုင်ရာကျူးလို့မို့အရန်ကြိုးစားပါတယ်အဲ့တော့ကျွန်တော်ကဆိုတော့နိုင်ငံရေးမှုဖြစ်တဲ့အတွက်ကျွန်တော်ကညီမခံခဲ့ဘူးကျွန်တော်ကညပတ်ကြီးအသက်ကုန်ထအော်ပလိုက်တာထအော်တော့ကျွန်တော်ကနည်းနည်းလန့်သွားတယ်လန့်တော့အဲ့တော့ဘာဖြစ်တာလဲလို့မီးတော့ပြက်ဆရာရဲ့လာမီးတော့ဆိုအော်လို့ဘာမှမဖြစ်ဘူးလို့ကျွန်တော်ဒီမဲ့အိတ်ကရာလို့အဆင်မပြေလို့လို့တော့တခြားနေရာအိတ်ချင်နေဆိုပြီးတော့ကျွန်တော်တခြားနေရာကိုကျွန်တော်ရွှေ့အိတ်ခိုင်းလိုက်တယ်အဲ့အဲ့လိုအဲ့လိုမျိုးနဲ့ကျွန်တော်ကလွတ်လာခဲ့တယ်။ဒါပေမဲ့တခြား AGBD တွေကျွန်တော်အဲ့လိုမျိုးလွတ်မသွားခဲ့ပဲနဲ့နိုင်ပိုင်းဆိုင်ရာ တိတ်တိတ်လေးကျူးလွန်နေရတယ်လို့အများကြီးရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အချင်းချင်းစကားပြောချိန်မှာငါ့ကိုညာဘသူကဘာလာလုပ်တယ်။ဘသူကဘာလာလုပ်တယ်ဆိုငါ့ကိုတိုင်ရအောင်လေးဆိုရင်ဒါပေမဲ့တိုင်ရအောင်ဆိုတော့ဘသူ့ကိုသွားတိုင်ရမယ်လည်းမသိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်အချုပ်ကနေကကျွန်တော်တို့ကစွန်းနာကကျွန်တော်ပြောတဲ့ငွေရှိရတဲ့သူအာနာရှိရတဲ့သူတွေကနိုင်စမြဲဆိုတော့တိထားတာဖြစ်တဲ့တကြောင်မလို့ဘသူ့ကိုတိုင်လို့တိုင်ရမယ်မသိဘဲနဲ့ကျွန်တော်တို့နိုင်ငံရေးထဲမှာနိုင်မိုင်းဆိုင်ရာကိုအနုနီးနဲ့ကောအကြမ်းနီးနဲ့ကောအမျက်ထုတ်ခံခဲ့ရတဲ့သူတွေကျွန်တော်ကိုတွေ့မြင်ခဲ့ရတယ် ကျန်းနာအခြေပြုကျန်းဖတ်မှုဆိုတာဟာအမျိုးသမီးများပေါ်လိမ်မိုင်းဆိုင်ရာအကျန်းဖတ်မှုတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။အချင်းထောင်ထဲမှာအမျိုးသားအမျိုးသမီးလိင်စိတ်ခံယူမှု ကွဲပြားသူ LGBT အတိုင်းအဝန်ကလူပုဂ္ဂိုလ်အားလုံးဟာသူတို့ရဲ့လိင်စိတ်ခံယူမှုဒါမှမဟုတ်လိင်စိတ်တင်းညွတ်မှုတွေကိုပြစ်မှတ်ထားတဲ့နှိပ်စက်မှုတွေကိုခံစားကြရပါတယ်။အကျဉ်းထောင်နိုင်ငံတွေရဲ့နောက်ွယ်မှာခံစားခဲ့ရတဲ့ဝေဒနာတွေဟာပြင်ပကလူတွေအတွက်တော့စိတ်ကူးကြည့်ဖို့တောင်အရန်ကိုခက်ခဲလာပါတယ်။ ဒါကြောင့်မို့အချင်းထောင်တွင်းကအမျိုးသမီးတွေကရောဘလို့အကြမ်းဖက်မှုပုံစံတွေကိုဆိုးရွားစွာခံစားနေရလဲတိတ်ဆိတ်မှုနောက်ွယ်ကအမှန်တရားတွေကိုနိုင်ငံရေးကျင်းသူဟောင်းမတ်ရှယ်ရီတင်ကအခုလိုပဲပြောပြခဲ့ပါတယ်အချင်းထောင်တွင်းမှာတော့ညီမတို့အမျိုးသမီးတွေပေါ်မှာဆူဆူရွရွပြုတ်မှုကြတာတွေကိုညီမကိုယ်တိုင်ကြားပြီးတော့မှမြင်တွေ့ခဲ့ရတယ်ရှိရယ်အ19နှစ်အတွက်လည်းပဲညီမတို့ကအများအားစောင့်ကြည့်ခံရတယ်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘူးပြီးတော့လူခွင့်ချိုးဖောက်ခံရတဲ့အရာတွေကတော့အများကြီးရှိပါတယ် နောက်တစ်ခုကကြတော့ညီမတို့ဟိုနိုင်ချင်းတွေကိုအာထောင်ပိုင်းရဲ့အမိန့်တွေပေါ့နော်ဒီနောက်ရောက်တဲ့နိုင်ချင်းတွေကိုတခြားအမှုတွေနေနဲ့ရောနှောပြီးတော့မှထားတယ်ပေါ့နော်အဲရောနှောပြီးတော့ထားတဲ့အခါမှာလည်းပဲဒီတခြားအမှုတွေတွေထဲမှာအဲလိမ်ပိုင်းဆိုင်ရာအချင်းချင်းအမျိုးသမီးချင်းချင်းစိတ်ဝင်စားတဲ့သူတွေရှိတယ်တချို့ဆိုလို့ရှိရင်လည်း LGBT တွေပါတယ်အဲ့လိုလူတွေကနေပြီးတော့မှဟိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဆာလို့ရှိရင်လိမ်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးတာပေါ့နော်အဲ့ဒါလေလည်းတချို့နိုင်ချင်းတွေကြုံကြရတယ်ညီမတို့ကိုယ်တိုင်လည်းပဲ အဲထိုနည်း၎င်းမဲ့တခြားအချင်းသူတွေကနေပြီးတော့မှစာပေးတာလူတွေ့ချင်းတာပေါ့နော်အဲ့လိုမျိုးတွေပြီးလူချင်းတွေ့ရခါမှာဟိုအတင်းကျက်လိုက်ပြီးတော့မှတွေ့ရတော့လက်ဆောင်ပေးရပဲဖြစ်ဖြစ်ချင်းကတ်တာပေါ့နော်အဲ့လိုမျိုးလိမ့်မိုင်းဆိုင်ရာအနောက်ရှက်တွေတော့ဟိုကြုံခဲ့ရပါတယ်ဟိုထောင်ထဲမှာကျတော့ဟိုရဇဝဲမှုနဲ့အချင်းသူအမျိုးမျိုးရှိရပေါ့နော်အမှုဆောင်ရှိရပေါ့အမှုဆောင်ရှိရခါမှာတို့ကထောင်ထဲရောက်တဲ့ခါမှာ အပတ်သက်ပေါ့အပတ်သက်ဆိုတဲ့စကားလုံးတစ်ခုပဲဒီလိမ့်မိုင်းဆိုင်ရာစိတ်ဝင်စားမှုမျိုးသမီးအချင်းချင်းအဲ့လိုမျိုးဆိုတော့တခြားညာဆိုဟိုအချင်းတွေအင်းသူတွေအပေါ်မှာရောညီမတို့နိုင်ချင်းတွေအပေါ်မှာသူတို့စိတ်ဝင်စားတယ်သူတို့ဒီလိုစိတ်ရှိရလူပေါ့နော်စိတ်ရှိရလူကသူတို့စိတ်ဝင်စားရအပေါ်မှာအဲ့လိုချင်းကတ်တာတွေပြီးတော့လိမ့်မိုင်းဆိုင်ရာအနှောက်ရှက်ပေးရတယ်နော်အဲ့ဒါကြီးကြုံရတယ်တချို့ဆိုလို့ရှိရင်လည်း LGBT တွေပါတယ်တချို့ကလည်း LGBT မဟုတ်ဘဲနဲ့ဒီလိုအပတ်သက်အဲ့လိမ့်မိုင်းဆိုင်ရာ အတွေ့ပေါ့နော်ပါတနာရှာတဲ့ပုံစံမျိုး ုံစံမျိုးဆိုတော့တယောက်နဲ့တယောက်ရန်ဖြစ်တာတွေဟာတော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာတွေပေါ့နော်ပြီးဝါတာတွေကတဆင်တာဒီရန်ဖြစ်တာတွေခွဲထုတ်ပြီးတော့ညှိနှက်ရတယ်အဲ့ဒါရင်းလဲကြားရတယ်မြင်ရတယ်ပေါ့ရှင်ဟုတ် and နောက်တစ်ခုကြတော့ညီမတို့ဟိုဒုတိယထောင်ပိုင်းကြတော့ညီမတို့လာရှိုးကျင်းထောင်ကိုပြည်ရေးပုံစံမျိုးနဲ့သူကရောက်လာတာရောက်လာတဲ့အခါမှာ drone ကိုအဓိကစမ်းတက်တယ်ပေါ့ drone စမ်းတက်တဲ့အချိန်မှာမြို့မီဆောင်တဲ့ကိုသူကအဝေးထိန် remote နဲ့မြို့မီဆောင်ထဲကိုဝင်ပြီးတော့မှ အာ drone နဲ့ပြန်တပြန်တန်းပြီးတော့မှဆန်းစစ်တာရရှိရဆန်းတက်တာရရှိရအဲ့ချိန်ရောက်တော့ညီမတို့ကတန်းပိတ်တဲ့အချိန်ဆိုလို့ရှိရင်လည်းညီမတို့မိန်လာသွားတဲ့အချိန်ရှိမယ်အာတကိုရေအချိန်ရှိမယ်အဲ့ဒါမျိုးတွေ့တော့အစိမ့်မပြေဘူးပေါ့ပြီးတော့အမျိုးသမီးတွေတစ်ခါလေရအမျိုးသမီးရေချိုးချတဲ့အချိန်ကသူက drone ကအဆောင်တဲကိုဝင်လာရယ်ဝင်လာရတဲ့အတွက်ကြောင့်အကုန်လုံးရေချိုးတဲ့နေရာနေပြီးတော့ပါတန်းစီတွေဝါလာတွေရရင်အော်ဟစ်တာရဲဆဲဆိုတဲ့အထဲကိုအတင်းဝင်ခိုင်းနေပေါ့နော်အဲ့လိုမျိုးတော့အမျိုးသမီးရဲ့အခွင့်အရေးအမျိုးသမီးလုံလုံပဲကြတော့ အနှောက်ယှက်ဖြစ်ခဲ့ရတယ်ပေါ့အညီမတို့အဆောင်အထူးရှာဖွေဆိုပြီးတော့မှအလာရှာတဲ့အချိန်မှာထောင်ပိုင်ပါဝင်ဝါရာမျိုးသားတွေရောရှာကြရပေါ့နော်အကုန်လုံး plan လောပြီးတော့မှရှာဖွေမွေးနောက်ကြရတယ်အဲ့ချိန်ရောက်တော့ညီမတို့အတွက်တော့အာဖိတ်နောက်ရှာဖြစ်ရတယ်ပေါ့နော်မျိုးသားတွေကအမျိုးသမီးဆောင်တွေဝင်ရှာတယ်ဆိုပြီးတော့အမျိုးသမီးဝါရာရလည်းထုံးဒီလက်ကောင်းမှာညီမတို့ရှာဖွေလုပ်တဲ့အချိန်ရောက်တော့သူတို့ကတေချာနှိုက်ချုပ်ပြီးရှာတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတော့ဂျုံဂျုံခဲ့ရရရှင်ဟုတ် ကျွန်တော်တို့နားထောင်ခဲ့ရတဲ့အတန်တွေဟာမြန်မာနိုင်ငံမှာရှိတဲ့ကျင်းတောင်တွေကအမှန်တရားရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ ထောင်တကားနောက်ွယ်မှာနာကျင်မှုတွေများစွာရှိခဲ့တဲ့အတွက်ထောင်သီးသီးမှာကြန့်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကိုမေ့မထားကြဘူးတော်လန်ရေးလုံးနေသူတွေအနေနဲ့လည်းတိထက်ပို့ပြီးတော့အဖမ်းမခံရအောင်သတိဝရိယနဲ့နေကြဖို့အကျဉ်းထောင်တွင်ထောင်လက်ဆွဲဥပဒေဆိုတာလည်းမရှိတော့တဲ့အကြောင်းထောင်တွင်းလူခွင့်ရေးပြေဝရရှိစေဖို့ပြည်သူလူထုရောမြမအရေးကိုစိတ်ဝင်စားကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကရောအားစိုက်ပြီးဖော်ထုတ်ကြဖို့မှတ်တမ်းတွေပြုစုပြီးတော့အစိုးရအခန်းစာထုတ်ပြန်ကြဖို့လိုအပ်ကြောင်းနိုင်ငံရေးအကျဉ်းသားအကျဉ်းသူဟောင်းတွေကအခုလိုပဲတိုက်တွန်းပြောဆို ိုထားကြပါတယ်။နောက်နေဆက်တကုတ်နဲ့အာတင်းပြီးကလေးကတော့ကျင်းမှာလည်းတရားဝင်စုံမှုမရှိတော့လို့အချင်းတော်ကြီးကခေါင်လက်ဆိုဥပ္ပေဆိုတယ်ပျောက်ပြက်တော့ခေါင်အန်ဟော်ဂန်ဒီကဘစ်ဇက်ဘတ်ထရီနဲ့သတားတွေကဥပ္ပေဖြစ်လာတယ်။ခေါင်ဝဲတရားမြတ်တမှုရရှိရေးဆိုပုံပြီးမှဆိုးရလာပြီးမှခေါင်ထဲမှာဟိုကျန်တာအပေါ်မှာခြေတည်တဲ့ချိုးဖောက်မှုပဲဖြစ်ဖြစ်လူခွေချိုးဟောင်းဝယ်ဖြစ်ဖြစ်တကယ်ကိုအမေတရားရဲ့တရားမတတ်ဘူးရရှိဖို့တော့ဘလို့မလွယ်ဘူးရဲ့ကာလာပိုပြီးဆိုးရတာကအချင်းဥဒရာရေးလေးပဲကြားမှာ ရှိနေတဲ့ဒီကြကဘာမှာဖြစ်အဲ့ဒီတမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကဘာကြီးရောပုံမှန်ဗီဒီယိုတွေကိုတရှိဖို့ခဲရင်းတဲ့အခါမှာလူခွေချိုးပေါင်းမှုပါဝင်ကျွန်တော်ဘစ်ပိုင်ဝလန့်နေရာပို့ပြီးမှပုံမှန်စိုးစိုးဝါခံနေရတဲ့နေရာတွေဖြစ်ပါတယ်အဲ့ဒီအရေးကိုပို့ပြီးမှလည်းမြန်မာဗီဒီယိုတို့ပါတော့ချိနေတယ်ကျွန်တော်မြန်မာအရေးကိုစိတ်ဝင်စားကြတဲ့နိုင်ငံတကာဖွဲ့စည်းအနေနဲ့ပို့ပြီးမှအားစိုက်ပြီးမှဖော်ထုတ်ကြဖို့ဒီအရေးကိုချစ်မော်ရည်တယ်ဆိုတာကိုမတန်မဲ့ရာတွေနဲ့သိသိကြပါတော့နော်ဒီအစိမ်းခံစားတွေထုတ်ပြန်ကြဖို့ပို့လိုအပ်တယ်လို့ပြောချင်ပါတယ်ခင်ဗျထောင်ထဲမှာ ် LGBT မှမဟုတ်ပါဘူး။ရုပ်ကလေးချော်ချော်လေးဆိုတာနဲ့တည်းပတ်စံမရှိဘူးဆိုရင်လိမ်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဖို့ဟာ80ရာခိုင်နှုန်းရဲ့အထက်မှာပဲရှိပါတယ်။အောက်မှာလုံးဝမရှိပါဘူး။ယောက်ျားလေးချင်းချင်း လိမ်မိုင်းဆိုင်ရာကျူးလွန်တာကထောင်ထဲမှာအယမ်းကိုလွယ်ကူပါတယ်။ပြီးရင်အာကိုပြီးတော့တိုင်စရာလူမရှိပါဘူး။ဘသူ့မှာလည်းအာကိုလို့မရပါဘူး။ကိုကိုကိုပဲအာကိုလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကိုကိုပဲဂီယူဆိုင်ဖို့ကျွန်တော်ကတော့ပြောချင်တယ်။ဒီထောင်ကြတော့မယ်ဆိုရင်ကိုမီတာစုကနောက်ကနေပြီးတော့ပတ်စံနဲ့လိုက်ပါ။မဟုတ်ရင်လည်းအတိပိုင်ရာဆိုင်ရာအကြီးတယောက်နဲ့ကိုတာတာသမီးကိုလိုက်ပါ။မဟုတ်ဘူးဆိုရင်ကိုတာသမီးထောင်ထဲမှာအနေအစားကြက်မယ်။ပတ်စံမလိုက်ဘူးဆိုရင်ဒီ မတိမ်မှုကျူးလွန်ခံရတဲ့အထီးတောင်မှဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်လို့ပြည်ရင်နိုင်ငံရေးအကျဉ်းသားတွေအခုနောက်ပိုင်းစစ်ကြောရေးရတက်ပစ်လောက်တဲ့အထီးကိုလုပ်ပါတယ်။လိမ်ပိုင်းဆိုင်ရာ LGBT ကတည်တယ်ဆိုရင်ပိုဆိုးပါတယ်။မြန်မာနိုင်ငံမှာကျွန်တော်တို့ကိုကာကွယ်ပေးနိုင်တဲ့ဥပဒေမြုံမုံလေးတောင်မရှိပါဘူး။အဲဒါကြောင့်မလို့နိုင်ငံရေးအကျဉ်းသားအားလုံးကူးစိုက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ။အဲနိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ညီမတို့ကအထီးက ကိုကိုကိုပဲပေါ့နော်ကိုရဲ့လုံခြုံရေးကိုရဲ့ကျန်းမာရေးအဆအဆရရဟိုဂယူးဆိုင်ပြီးတော့မှနေရမယ်ပေါ့နော်ဟိုအကျန်းဖတ်ဖိနှိပ်မှုတွေရှိနိုင်တယ်ညီမတို့ပပနဲ့နဲ့နဲ့ပဲအဖြေရှင်းပြီးတော့မှကိုရဲ့အသက်ရှင်ရေးကိုရဲ့ယက်တီရေးအတွက်ပေါ့နော်အဲကိုရဲ့ယုံကြည်ချက်အတွက်ပေါ့အလုံးတယောက်နဲ့တယောက်တစုတစည်းနဲ့ကုညီတင်တာကုညီပြီးတော့မှတိုင်တိုင်ပင်ပင်သွားတင်တယ်လို့ညီမကတော့ဟိုအကျန်းပေးတင်ပါတယ်ဟုတ်အင်းမြန်မာနိုင်ငံအချင်းထောင်တွေကတော့အဲ ကမ္ဘာအလယ်မှာရောမြန်မာနိုင်ငံထဲမှာရောလူခွင့်ရေးလူသားခွင့်ရေးချိုးဖောက်တဲ့နေရာဖြစ်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့တခြားအရာတွေအများကြီးဖြစ်ပျက်နေတယ်ပေါ့ဖြစ်ပျက်နေတဲ့အရာကတကြောင်လို့ဒီလူခွင့်ရေးရှုထောင့်အနေနဲ့ရောအဖွဲ့အစည်းပြည်ပြည်အနေနဲ့နိုင်ငံတကာကိုခြားပြပြီးတော့မှမိမောင်းထိုးပေးဖို့ကြံရှိနေတဲ့အကျဉ်းသားတွေအတွက်ပေါ့နော် ်ဖိအားပေးတောင်းဆိုပြီးပေါ့ညီမကတော့အဲ့ဒါလေးတွေထပ်လောင်းပြီးတော့မှအကြံပြုစေခြင်းနဲ့နောက်တစ်ခုကျတော့ညီမတို့အခုလက်ရှိထောင်ထဲမှာကြံရှိနေတဲ့နှစ်ပြီးသမားတွေရှိတယ်အလို့ရဆင်းနဲ့လွတ်တာမဟုတ်ဘဲနဲ့ထောင်တသက်တည်တံအနေနဲ့ချမှတ်ခံထားရတဲ့လူပေါ့နောက်တစ်ခုတမရာကြီးနဲ့အမေစုပေါ့နော်သူတို့ရဲ့အမှန်တကယ်လွတ်မြောက်ရေးနိုင်ငံခွင့်ရရရှိရေးအတွက်နိုင်ငံတကာကနေပြီးတော့ညီမတို့နိုင်ငံဟိုလူသားချင်းစာနာမှုအရာရောအခြားမှန်ကန်တဲ့ပြရောက်တဲ့အရာရောရည်တည်ပေးဖို့ လိုအပ်တဲ့ဖိအားတွေပေါ့နော်ပေးဖို့လူသားချင်းစာနာမှုအထောက်အကူတွေတိုက်ရိုက်ခံစားနေကြရတဲ့ကာကန်ရှင်နိုင်ခြင်းအမျိုးသားအမျိုးသမီးရဲ့စီရောက်ဖို့ပေါ့နော်အဲ့ဒါလေးအကူအညီတွေလိုအပ်လျက်ရှိရတဲ့ကြောင့်မလို့ဒါလေးတွေကူညီပေးကြပါလို့ညီမကတော့တိုက်တွန်းချင်တယ်ပေါ့နော်2021ခုနှစ်နောက်ပိုင်းမှာအကျဉ်းထောင်တွင်းနဲ့ပတ်သက်ပြီးတော့သတင်းအချက်အလက်တွေကိုမှတ်တမ်းတင်ထားတဲ့အဖွဲ့အစည်းတွေလည်းများစွာရှိလာပါတယ်။ လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ရှိပေမဲ့လည်းအသိရှိရမှုအရေးအတွက်ကတော့နည်းနေပါသေးတယ်။လွန်မြောက်လာတဲ့အမျိုးသမီးတွေအနေနဲ့လည်းဒီလိုကိစ္စတွေကိုကဘာကသိရှိနိုင်အောင်ထောက်ဖော်ပြောကြားပေးမှသာအရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်နိုင်မှာဖြစ်ကြောင်းနိုင်ငံချင်းသားများကူညီဆောက်ရှောက်ရေးတင်ကဦးအောင်မျိုးကျော်ကအခုလိုပဲပြောပြခဲ့ပါတယ်။ကျွန်တော်တို့စီမားလည်းဒီလိမ်မိုင်းဆိုင်ရာဆော့ခံရတဲ့ပတ်သက်ပြီးတော့ဒီအင်တာဗျူးတွေလုပ်ထားတာဒီ case တွေကောက်ထားတဲ့ကိစ္စတွေကတော့ရှိပါတယ်။အဲ့တော့ အရင်ခေတ်တုန်းကကြတော့ဒီအမျိုးသမီးတွေကဟိုအခုခေတ်လောက်ထိမပွင့်နေဘူးပြီးတော့ခါကြတော့ဒီလိုမျိုးကိစ္စတွေကိုတို့ရဲ့ပတ်ဝန်းကျင်ကို၌ကိုကလက်မခံနိုင်ကြဘူးတော့အရင်ခေတ်တုန်းကဆိုလို့ရှိရင်ဒါနေမင်းဆန်ဆော့ခံရမယ်ဆိုလို့ရှိရင်ဆော့ခံရတဲ့အမျိုးသမီးကိုပဲ blame လုပ်ကြတာ victim blame တွေလုပ်ကြတာအမျိုးသမီးအနေနဲ့ခံပြလို့ဘာဖြစ်냐ဖြစ်လို့အကူနဲ့မဆိုင်တာညှို့လို့ဆိုတဲ့ဟာမျိုးတွေနဲ့ဟိုပတ်ဝန်းကျင်ကို၌ကိုကလို့ဖိနှိပ်ထားတာအဲ့တော့ဒီဘက်ခေတ်ကြတော့ပွင့်လင်းလာပြီပွင့်လင်းလာတဲ့အခါမှာ ဒီလိုမျိုးကျူးလွန်ခံရတာဒီကျူးလွန်စော်ဝါခံရတဲ့သူမှဘာတောင်းမှမရှိဘူးသူမှအပြစ်ရှိတာမဟုတ်ဘူးကျူးလွန်တဲ့သူကကျူးလွန်တဲ့သူမှလည်းအပြစ်ရှိရဲဆိုတဲ့အပိတွေကကျွန်တော်လူပတ်ဝန်းကျင်မှာလက်ခံလာကြတဲ့အခါမှာဒီဘက်ကလူနိုင်ငံမှုတွေနဲ့ဖန်ခံရတဲ့နိုင်ငံရေးကျင်းသူတွေပြန်လွတ်လာတဲ့အခါမှာသူတို့ကိုယ်တိုင်ကြဲကြဲလောင်လောင်နဲ့သူတို့ကိုယ်တိုင်လိုလိုလားပြောလာတယ်ကျွန်တော်တွေ့လာတယ်ဒါပေမဲ့အရေးအတွက်အဖင်ကတော့အင်မတန်နည်းသေးတယ်တကယ်တမ်းတော့ဒီလိုကိစ္စမျိုးတွေကိုအမျိုးသမီးတွေအနေနဲ့မရှက်မကြောက်လုံးဝ ဘာမှရှင်းနေကြမလို့ကို့မှာဘာတောင်းမှမရှိအဲ့ကိစ္စနဲ့ပတ်သက်ကို့မှာကိုကဒါတွေကိုအများကြီးသူသိရှိနိုင်ဖို့အတွက်ကဘာကသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့အမျိုးသမီးတွေကိုနိုင်ကထုတ်ဖော်ပြောကြဖို့လိုတယ်ဒါမှသာလင်ဒီကောင်တွေကိုကျွန်တော်တို့ပြပေးရေးပြရလေကျွန်တော်တို့လုပ်နိုင်မှာဖြစ်တယ်နိုင်ငံချင်းသားများကူညီဆောက်ရှောက်ရေးတင် AAP ရဲ့စီးရင်တွေရဆိုရင်တော့စစ်တပ်အာဏာသိမ်းတဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေ 2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ထိစုစုပေါင်းဖမ်းဆီးခံရသူက2938ဦးရှိပြီးတော့အဲ့ဒီရက2532ဦးကတော့ထိမ့်သိမ်းခံနေရဆဲဖြစ်ပါတယ်။ထိမ့်သိမ်းခံနေရတဲ့သူတွေက11222ဦးမှာထောင်နဲ့ချမှတ်ခံထားရပါတယ်။စုစုပေါင်းတည်ရန်ချမှတ်ခံထားရတာက183ဦးရှိပြီးတော့ထောင်နှင်းတည်ရန်က129ဦးနဲ့မျက်ွယ်တည်ရန်က44ဦးရှိပါတယ်။ ဖန်ဆီးခံထားရတဲ့2900ကျော်ထဲမှာဆိုရင်အမျိုးသားက2300ကျော်နဲ့အမျိုးသမီး6000ကျော်ပါဝင်ပါတယ်။ဒီရေအတွက်ကိုကြည့်မယ်ဆိုရင်တော့ထိမ့်သိမ်းခံရသူတွေထဲမှာအမျိုးသမီးအချင်းသူပါဝင်မှုအချိုးစားက20ရာခိုင်နှုန်းလောက်ရှိတာကိုတွေ့ရပါတယ်။ကျန်းနာအခြေပြုအကျန်းဖတ်မှုဆိုတာကလည်းအကျဉ်းကျခံရတဲ့သူတွေခြားထဲမှာနေ့စဉ်နဲ့မျှကြုံတွေ့နေရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အခုနေ2025ခုနှစ်အတွင်းမှာတော့စေကူတာခွင့်မရရှိတာကြောင့်နိုင်ငံချင်းသားအချင်းသူအ ਨੇ ဆုံး20ဦးကြဆုံးခဲ့ရပါတယ်။ဒီကိန်းကဏ္ဍရေတွက်တွေကတော့လက်လန်းမိသလောက်ကောက်ယူရရှိထားတဲ့ရေတွက်တွေဖြစ်ပြီးတော့ဖြစ်ပွားနေတဲ့အချက်လက်တွေဟာတိထက်ပုံမများပြားနိုင်ပါတယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့အကျဉ်းထောင်တွေကိုကြည့်မယ်ဆိုရင် လူသားချင်းစာနာမှုစံနှုန်းတွေမရှိတဲ့အပြင်လုံခြုံမှုမရှိတော့တဲ့နေရာတစ်ခုလိုတော့ဖြစ်နေတယ်ဆိုတာလွတ်မြောက်လာသူတွေရဲ့အတန်တွေကတတ်သိတစ်ခုပါပဲ။